မန္တလေးပြည်သူစင်များအားလုံးကြောစွာဆိုလားလို့ဆိုလားဒါမျိုးလှုပ်ရှားနေတဲ့အရာတွေအများကြီးပေါ့မရှိဆင်းရဲတာတွေကိုလိမ့်နေညာတာတွေအများကြီးပဲเนาะအများကြီးပါပဲဒူဒူလိမ့်ထားတဲ့အရာတွေကเนาะနာမည်က ပြည်သူစစ်ကားတဲ့ကြော်စီရလို့ခေါ်တယ်เนาะဟွာကူကြီးတော်တော်နဲ့ငွေတိန်း30လိမ့်သွားတယ်တဲ့တဦးကတော့တိန်း300လိမ့်သွားရယ်เนาะဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါမေလာ16ရက်နေ့ရညပိုင်းတင်ဆက်မှုလေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေခင်ဗျာ ဒီညပိုင်းအတွက်ဒါကျွန်တော်မြေပြင်စစ်ရေးသတင်းတွေနဲ့ဒီနောက်မှာ VSN ဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည့်လိုက်အောင်ညာအဲ့တော့ပထမဆုံးဒါကျွန်တော်ပြည်သူလူထုနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုလေကြောင်းကနေဘုံကျဲတပ်ဖြတ်နေတဲ့ဒီအကြံဘတ်စစ်ခွေတပ်ရဲ့တောင်ငူလေတဲ့စကန်ကိုဒါကျွန်တော် BWN အဖွဲ့ကတော့တရားခုမမစော့တိုက်တုံနဲ့ဆက်ပြီးတော့ကြွေးလိုက်ပြန်ပြီပေါ့နော်အဲ့ဒီသတင်းကောင်းလေးကတော့ဒီကနေ့မေလ17ရက်နေ့မနက်09:48မိနစ်ခန့်အချိန်တောင်ငူမြို့ကေတုမတီလေတဲ့စကန်ကိုတရားခုမမစော့တိုက်တုံဆက်တလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်လုံအောင်မြင်စွာကြားရောက်ပောက်ကွဲခဲ့ပြီးထိခိုက်သေးဆုံးပျက်စီးမှုအခြေအနေကိုတော့စုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်အဲ့ဒီတောင်ငူလေဒတ်စခန်းကစစ်ရဇဝင်းမှုတွေကိုကျူးလွန်ရမှာအရေးပါတဲ့လေဒတ်တောက်တိုင်တစ်ခုအဖြစ်တာဝန်ထမ်းဆောင်ပေးနေတဲ့အပြင်ကမှယခုရက်ပိုင်းတောင်ပိုင်းတော်လိုင်းရင်အင်အားစုများရဲ့တော်လိုင်းလှုပ်ရှားမှုတွေကိုလည်းလေကြောင်းကနေဒရက်ဆက်ဘုံကျဲတက်ခိုက်ရမှာအဓိကပါဝင်ပေးနေတဲ့လေဒတ်စခန်းတစ်ခုဖြစ်နေတဲ့အတွက်ကြောင့် BWM Mission 37အဖြစ်တက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါတက်ခတ်မှုကိုတော့ Brave Warrior for မြန်မာ BWM Mountain Knight Civilian Defense 4 MKCDF Anticorp People Liberation for ACPLF နဲ့တန်တော်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ပူးပေါင်းတက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။နှွေဦးတော်လှန်ရေးအောင်မြင်ရေးအတွက်စစ်ကောင်စီလေတပ်ကိုပြိုလဲအောင်လေတပ်များတိုက်လေယာဉ်များပိုင်းလုံးများလေရင်စီဘုံဒီဒဇာတို့ထောက်လုပ်တဲ့စက်ရုံအပါအဝင်လေတပ်ကိုအားဖြည့်တဲ့တောက်တိုင်မျိုးစုံတို့ကိုဖြိုလဲဖို့အတွက်လက်လန်းမိတဲ့တော်လှန်ရေးအင်အားစုများ ပြည်သူများမှတက်နိုင်တဲ့ဘက်ကဝိုင်းဝန်းကြိုးပမ်းကြဖို့မြစ်တာရက်ခန့်ထားပါတယ်။ဆက်ပြီးတော့ဒါကျွန်တော်ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးတပ်ဖွဲ့တွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းလေးကတော့မန္တလေးတိုင်းမြင်းကြံခရိုင်မှာပြုလုပ်နေတဲ့ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးကဒီကနေ့တောင်တာမြို့နယ်ထနှောင်းကုန်းပြူစော်တိရွာနဲ့နထိုးကြီးမြို့နယ်ဝက်လူရွာတွေမှာတပ်ဖွဲ့တွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလေကြောင်းတပ်ခတ်မှုတွေဒရဇက်ပြုလုပ်နေတယ်လို့ဒေသခံတွေနဲ့တော်လိုင်းသတင်းမြစ်တွေထံကသိရပါဗျာ။ မေလ15ရက်နေ့ကစတင်ခဲ့တဲ့ကိုမြင့်ဆောင်အညာမြင့်စစ်စင်ရေးမှာမြင်းကြံတောင်သာနထိုးကြီးမြို့နယ်ကစစ်ကောင်စီစစ်စခန်းတွေကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်တိုက်ခိုက်မှုတွေထဲမှာမြင်းကြံမြို့အထွက်ကကြောက်ပြုတ်ရွာစီမီကုံနထိုးကြီးမြို့နယ်ကတရုတ်မြန်မာတန်ခွေပိုက်လိုင်းအဆောက်ဂိတ်စခန်းဝလူရဲစခန်းတောင်သာမြို့နယ်ကစစ်တပ်နဲ့ပြူစောတိပူပေါင်းတက်ဆွဲနေထိုင်တဲ့ထဏောင်းကုန်းရွာတို့ကိုတော်လိုင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးမေလ18ရက်နေ့အထိကိုတိုက်ပွဲတွေပြင်းထန်နေကြောင်းသိရပါတယ် လက်ရှိမှာလည်းမြင်းကြံမျိုးအထွက်ကကြောက်ပြုတ်ရွာစစ်တပ်အထိုင်စခန်းနဲ့စီမီကုံမျိုးကစစ်တပ်အထိုင်စခန်းတွေမှာလည်းစစ်ရေးတွေတင်းမာနေတယ်လို့သိရပါတယ်။လက်ရှိအခြေအနေမှာကိုမြင့်ဆောင်အညာမင်းစစ်စင်ရဲ့နှစ်ဖက်တပ်ပွဲရလဒ်တွေကိုအပြည့်အစုံမသိရသေးပေမဲ့စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူအကြမ်းကြီးပြုလုပ်နေတယ်လို့တပ်ပွဲတွေလည်းပြင်းထန်နေသေးပဲလို့ဒေသခံတွေနဲ့တွန်လိုင်းသတင်းမြစ်တွေကဆိုထားပါတယ်။ အဲ့ဒီစစ်စင်ရေးမှာပါဝင်နေကြတဲ့တပ်ရင်းတပ်ဖွဲ့တွေဟာတပ်ဖွဲ့တွေပြင်းထန်နေတာမို့လက်နက်ခဲယံအုံပြင်းရမှုများပြားနေတဲ့အတွက်ကြောင့်ဒီဆက်ရတော်လိုင်းတပ်ဖွဲ့တွေကိုကူညီပေးကြဖို့လဲတော်လိုင်းတပ်တွေကနှိုးဆော်တိုက်တွန်းထားကြပါတယ်။အဲ့တော့ဒီကိုမြင့်ဆောင်အညာမြေစစ်စင်ရေးကတော့ဒါကြတော့အညာမြေအတွက်တော်တော်လေးအရေးပါတဲ့အတွက်ကြောင့်ဒါကျွန်တော်ပြည်သူလူထုရဲ့ပံ့ပိုးမှုတွေကလည်းလိုအပ်တော့ဗောနော်။ဒါကျွန်တော်ပြည်သူတွေအတွက်ပြည်သူတွေကပဲစီရမယ်ဆိုတော့ဒါကျွန်တော်နီးစက်ရတော်လိုင်းတက်ဖွဲ့တွေကိုတက်နိုင်တက်နိုင်တဲ့ဘက်ကနေကုညီထောက်ပံ့အားဖြည့်ပေးကြဖို့ဒါကျွန်တော်အနေနဲ့လည်းမြေတားရက်ခံတိုက်တွန်းအပ်ပါတယ်။ ဆက်ပြီးတော့ဒီကချင်ပြည်နယ်ကသတင်းကောင်းလေးကလည်းဒီကနေ့မေလ17ရက်နေ့မနက်ပိုင်းမှာဖာကန်မြို့နယ်ဘက်သို့ကာမိုင်နန့်ရဖာကန်လမ်းပိုင်းအတိုင်းအင်အား600ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောထီးတွေကိုတရားညိနှောင်အနီးမှာ KYI KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်သားတွေအထိခိုက်တိုက်ဆုံမှုများပြားပြီးလက်နက်ခဲယမ်းများလည်းတင်းစီရရှိထားကြောင်းသိရပါဗျ။အဲ့ဒီဖာကန်မြို့နယ်ဖာကန်နန့်ရကာမိုင်းလမ်းပိုင်းအင်တော်ကြီးဝေခါ ဖားကန့်လမ်းကြောင်းတွေကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်အကြံဖတ်စစ်ကောင်စီတပ်ကဝေဟင်မြေပြင်အင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်နေခြင်းဖြစ်ပြီးစစ်သားအင်အား600ခန့်တင့်ကား2စီးဒုံးများဖြင့်အုံပြုကခြိတက်လာနေခြင်းဖြစ်ကြောင်းသိရပါတယ်။အဲတော့မင်းတို့ကောင်တွေအားကိုးစရာရှိကြဆိုလို့ဒီလေကြောင်းကနေပဲရှိတာလေဟမ်မြေပြင်ကနေမင်းတို့ထိုးစစ်ဆင်မယ်ဆိုတော့မင်းတို့အင်အားဘလောက်များများခွေးဆုံဝက်ဆုံနဲ့ခွေးတိဝက်တိတွေတေပြီးခွေးပြီးဝက်ပြီးတွေပဲပြေးကြရတာပဲမဟုတ်လားနော် ဆက်ပြီးတော့ဒီဘုဒ္ဓလင်မြို့အာထကကျောင်းဝင်းအတွင်တက်ဆွဲထားတဲ့အကျဉ်ဘတ်စစ်ခွေတွေကိုဝင်ရောက်တက်ခိုက်မှုမှာစစ်ခွေဘက်မှထိခိုက်မှုရှိဆိုတဲ့သတင်းလေးကတော့ဒီကနေ့မေလ၁၆ရက်နေ့မနက်၆နာရီခန့်မှစတင်ပြီးတော့ဘုဒ္ဓလင်မြို့အာထကကျောင်းဝင်းအတွင်အင်အား90ခန့်နဲ့တက်ဆွဲထားတဲ့အကျဉ်ဘတ်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတက်ဖွဲ့တွေကဝင်ရောက်တက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗါးအဲ့ဒီတက်ခတ်မှုကမနက်၉နာရီ30မိနစ်ခန့်ကပြီးဆုံးခဲ့ပြီးအကျဉ်ဘတ်စစ်ခွေတွေထိခိုက်တိုက်ဆုံမှုရှိတော်လဲအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းနဲ့ တက်ခတ်မှုဖြစ်ပေါ်ပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့သူတို့ဒီအကြံပတ်စစ်ခွေတက်ရဲ့မိမိလိုမိမိရဖာချင်းဖာချင်းတည်င်းလိန်ဖာကြတာတွေကိုဒါကျွန်တော်ဥခိုင်ဒုက္ခကတော့ဘလို့တွေပြန်လည်ခြေပပြောဆိုလာလဲဆိုတော့အေဘလာနဲ့မေလာအတွင်မလေးဆားနိုင်ငံတို့ပို့ဆောင်မဲ့မူရစ်ဆေးဝါးများတန်ဖိုးအင်အားငွေကျပ်282.325ဘီလီယံခန့်ကိုဖန်စီရရှိပြီးပအဝင်ပတ်သက်သူ26ဦးတို့ကိုဖန်စီနိုင်ခဲ့ကြောင်း အဆိုပါဖမ်းဆီးရရှိသူများမှာအရခတ်တက်တော့ AA နဲ့ထောက်ပံ့ရေးအဖွဲ့များပါဝင်ကြောင်းစစ်ကောင်စီတပ်ကမနေ့ကတရင်မှာထောက်ပြန်ပြောဆိုလာပါတယ်။အရခတ်တက်တော့ AA ကိုမူရစ်စေဝါနဲ့ပတ်သက်တယ်လို့စစ်တပ်ကမကြာခဏဆိုသလိုစွပ်စွဲမှုများကိုလုံဆောင်လေးစစ်ကြောင်းလက်ရှိကာလမှာစစ်တပ်နဲ့ဒီပင်းရင်းမှလူမမဲကလေးတွေကိုတပ်ဖြတ်ခြင်းအပါအဝင်စစ်ရဇဝဲမှုများကျူးလွန်ခဲ့ကြောင်းအဆိုပါစစ်ရဇဝဲမှုများကိုဖုံးကွယ်ဖို့အတွက် AA ကိုလောက်ကျန်ဖန်တီးစွပ်စွဲခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမှာလောင်ကစားမူရစေဝါကြားဖြန့်အမှုများကိုစစ်ကောင်စီနဲ့ဗိုလ်ချုပ်ကြီးများကသာထိန်းချုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်းဥက္ကဋ္ဌဒုက္ခကပြောဆိုလာပါတယ်။အကြံပတ်စစ်ကောင်စီကအာရခတက်တော့အေအေကိုမူရစေဝါအမှုတွေနဲ့ဆက်ဆက်တယ်လို့စွပ်စွဲနေခြင်းတွေကိုကြီးမဲ့ဆိုပါကတပုံစံနဲ့ဖြစ်နေသည်ကိုတွေ့ရမည်ဖြစ်ကြောင်းအေအေကတိမ့်ပိုက်ထားတဲ့နေမြများကျေပြတ်လာသည်ဖြင့်ကုလသမဂ္ဂနဲ့နိုင်ငံတကာအပါအဝင် အိန္ဒိယနိုင်ငံများကအေအေကိုဆက်ဆံလာမည်အရေးကိုအကြံပတ်စစ်တပ်ကမလို့ချင်တဲ့အတွက်ကြောင့်ဂုံတိတ်ခါကြာစင်စီဖို့လှုပ်ဆောင်မှုဖြစ်ကြောင်းဥက္ကဋ္ဌဒုက္ခကဆက်ပြောထားပါတယ်။အဲတော့နော်ဒီလိုပုံစံမျိုးလဲဒါအရင်ကအချင်းချင်းဆွဆွဲခဲ့ပူပါတယ်။အေးဆွဆွဲချက်တစ်ခုချင်းစီကိုဒါပြန်ကြည့်မယ်ဆိုရင်တော့သူတို့ဒီဇက်လန်စင်နာရဲ့အားလုံးကတော့တပုံစံနဲ့ပဲဒါတွေ့နေရအောင်ပေါ့နော်။ဒါကတော့ထုံးစံတိုင်းပဲသူတို့ဒီအကြံပတ်စစ်ခွေတက်ရဲ့လုံနေကြလုံကြံဖန်တီးနေကြဇက်လန်တွေပဲဖြစ်ပါတယ်နော်။ အဲ့တော့နောက်တစ်ချက်ကတော့ဒီ name ထိန်းချုပ်မှုကျေပြန့်လာတဲ့ဒါကျွန်တော် Arocha Data A ကိုကုလသမဂ္ဂနဲ့ဒီအိန္ဒိချင်းနိုင်ငံတွေအပါအဝင်နိုင်ငံတကာအတိုင်းဝန်းတွေကအတိမတ်ပြုဆက်ဆံဖို့ကြိုးစားနေတဲ့အချိန်နဲ့ဒါတစ်ချိန်နဲ့ဖြစ်နေတာပေါ့နော်အဲ့တော့ဒါကျွန်တော် Arocha Data A ကိုနိုင်ငံတကာကအရေးတူဆက်ဆံလာမှာကိုစိုးရင်ပြီးတော့နော်နာမလို Windows 8နဲ့တို့တို့ဒီအကြမ်းဖက်စစ်ခွေတဲ့ရဲ့လောက်ရက်ကတော့နိုင်ငံရေးအောက်လုံးတွေတုံးပြီးတော့လုံလာနေတာကိုအားလုံးတွေ့ကြရအောင်ပေါ့နော်အဲ့တော့မင်းတို့ကောင်းနေမင်းမလို့မင်းမရနဲ့ဘလို့ပဲဖြာချင်းဖြာချင်းကြကြံ မင်းတို့အကြံပတ်စစ်ခွေတဲ့ခွေးချင်းခွေးချင်းအကြံတွေကိုဒါနိုင်ငံတကာကလည်းတော်တော်များများသိနေကြပြီပေါ့နော်အဲ့တော့မင်းတို့ကောင်တွေဘလောက်ပဲစူးစမ်းစူးစမ်းမင်းတို့ရဲ့နောက်ဆုံးထွက်တာကတော့နီးတထက်ကိုနီးလာနေပါပြီနော်ကဲတော့ဒီညပိုင်းအတွက်မြေပြင်စစ်ရေးသတင်းတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီခွေးဆုံဝက်ဆုံဆုံးနေတဲ့သူတို့ဒီအချောက်စစ်ခွေတက်ကြီးကတော့ဒီလေကြောင်းကနေဘုံကျဲတက်ခတ်နေတာဒီနောက်ပိုင်းမှာဆိုရင်စာတင်ကြောင်းတွေနဲ့ဒီပြည်သူလူထုတွေကိုဥတီပြီးတော့ တိုက်ခိုက်လာနေတာကိုကျွန်တော်တွေ့နေရတာပေါ့နော်အဲ့ဒီအထဲမှာဒီ BNN သတင်းဌာနကဒီဆလိုင်းယောမန်နဲ့အင်တာဗျူးရတဲ့အထဲမှာဒါကျွန်တော်ပြည်သူလူထုအနေနဲ့မလိုအပ်ဘဲနဲ့အသက်တွေမဆုံးဆုံးစေရဖို့အတွက်ဒီလေကြောင်းရဲ့အန်ဒီရကနေအနေနဲ့ချင်းဆောင်စားလို့ရအောင်ပြောပြထားလေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာမနေ့ကနေလ15ရက်ပေါ့နော်နေလ15ရက်မနေ့9နာရီခွဲဝန်းကျင်တော့မှာမေရမျိုးနဲ့တက်နေတိတ်ကကြည့်ရတဲ့ကြောင့်ပုံကျဲသွားတယ်အဲ့ဒီမှာဂျီတူနှုတ်ဦးတည်ဆုံးတယ် ူကတော့ចောင်းသားကလေးငယ်လေးပါ73နှစ်ပဲရှိတဲ့ကလေးငယ်လေးចောင်းသားလေးတူရဲ့အသက်40ဝန်းကျင်ရှိတဲ့မိခင်တူရဲ့ပေါ့နော်အဲ့လိုမျိုးဒေဆုံးသွားတယ်ជីခိုက်တန်ရရသူက72ရှိတယ်ជីခိုက်တန်ရရသူမှာတော့မအဲ72ဦးထဲမှာတော့မအမျိုးသမီးက10ဦးအမျိုးသားတူပဲသူကရွာလေးကောင်းမှာကြာသွားတာပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့အဲအိန္ဒိတော်တော်များများမီးလောင်ကုန်တာရှိတယ်တော့မှတစအစီဘာမှရစာမရှိတော့အိန္ဒိက9ရှိအိမ်လောက်ရှိမယ်ဒါပေမဲ့ခုနကလိုမျိုးပေါ့နော်တရားနေပေါ့အမိုးတွေပေါ့ဒီနေအကာတွေကွာချ ိမ်ကြီးအပေါက်ပေါက်ဖြစ်သွားတာမျိုးနဲ့ကြံပြမဆိုရင်တော့ပြင်စီတဲ့အိမ်ကပြည်သူအိမ်ကအလုံးပေါင်း၄၀လောက်ရှိမယ်ပြီးတော့မှကြီးပါစာတင်ကျောင်းပေါ့နော်ကြီးပါစာတင်ကျောင်းနဲ့ကျောင်းဆောင်နှစ်ဆောင်ပေါ့လေဒါလည်းလုံးပေါက်တော်တော်ကြီးကိုလုံးဝပြန်သုံးလို့မရတော့ဒီပေါက်ပြင်စီသွားတယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်အဲဆိုတော့အဲ့ဒါမနေ့ကပေါ့ပြီးတော့မှဒီနေ့မနေ့မေလ16ရက်မနေ့မှာလည်းပဲဘုံကျတက်ခိုင်းမှုရှိသေးတယ်ဒီနေ့မနေ့လည်းအဲ9နိုင်နဲ့စ9နိုင်ကျော်မှာပဲစင်တိုင်းဝင်းကျင်မှာပေါ့ဒီနေ့မနေ့စင်တိုင်းဝင်းကျင်မှာလည်းလေးချောင်းတက်ခိုင်းမှုအဲတိုက်တဲ့တီတီကရွာတို့ရွာကိုပဲအဲ့လိုမျိုးဒီနေ့မနေ့လေးချောင်းတက်ခိုင်းမှုပြန်လာသေးတယ် ဲ့လိုမျိုးပေါ့ဟုတ်ဟုတ်လေကျောင်းကတော်တော်ဆိုးလာတာပေါ့နော်ပြီးရခိုင်မှာလည်းဟိုနေ့ကကြောက်တော့နှစ်ကြိမ်ဗျာရသေးတောင်လည်းဆိုတော့အများကြီးပဲလေရရချင်းချင်းထူရတယ်အထူးသဖြင့်အညာပေါ့နော်အညာကကျွန်တော်တို့ခုနေ့ကသူကလေးလေးတွေဗျာဒီလိုတော့မကောင်းဘူးပေါ့နော်ဆက်ကျွန်တော်သိတယ်လို့ကျွန်တော်သိရတယ်ဗျာဆိုကိုရောမှကျွန်တော်တို့ကအရင်လဲပြောတော့ဗျာဒီလေကျောင်းကစစ်တားလည်းလေကျောင်းမရှိတော့သူမြေပြင်မရတော့လေကျောင်းလည်းပဲတိုက်နေတာကျွန်တော်တို့ကဘာမှမလုပ်နိုင်ဗျာဒီတိုင်းကြီးရသလိုဖြစ်နေတယ်တကူကူမြန်မာမှာချက်ပေးရရှိမှာ ဒါကကျွန်တော်တို့ကြော်လွားမယ်အခက်ခဲတစ်ခုလိုပဲပြောအောင်ပါအာလေကြောင်းနဲ့ပတ်သက်လို့တော့ကျွန်တော်တို့လေကြောင်းတတိတီထားမယ်တခုရှိတာကကျွန်တော်တို့ကတုတ်ချင်းနေပေါ့နော်ပုံကိုချင်းပန်ကချင်းနေတဲ့အချိန်မီဝင်ရောက်နိုင်တဲ့တတိရှိတယ်ဆိုရင်တော့လေကြောင်းအန်ဒရယ်ကထိခိုက်မှုကတော့အဆောက်အုံတွေထိခိုက်တာတော့ထားလိုက်ပေါ့နော်လူအသက်တည်ဆုံးမှုပါညာကတော့ဟိုလို90 900ခန့်လောက်ကကတုတ်ချင်းတဲ့အချိန်မီဝင်ရောက်တယ်ဆိုရင်တော့အသက်အန္တရာယ်လွတ်တယ်ခင်ဗျအဲ့လိုမျိုးတော့ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ ဒီအဲ့လိုမျိုး Telegram channel တွေရှိပါတယ်အဲ့လိုမျိုးလေကြောင်းသတင်းတွေတင်တင်ပေးတဲ့ဟာတွေရှိတယ်ပြီးတော့မှကိုယ့်ရဲ့ data တွန်းမှာပဲဒီအချက်ပေးစနစ်ဒီ icon တွေနဲ့ပြင်ဆင်ထားမယ်လေကြောင်းသွားလာတာကိုအချိန်တိသတင်းပို့မယ်ကိုနေတော်ဝင်ချင်းမှာဟိုကိုအိမ်ပင်းသားနေမှာပေါ့နော်ဟိုဒီကရုတ်ချင်းတွေတွေ့မယ်ဘယ်ဒီကရုတ်ကျက်လည်းမြန်မြန်ဆန်ဆန်ဝင်ရောက်နိုင်တဲ့တော့အဲ့လိုမျိုးကရုတ်ချင်းနေဖြစ်ရမယ်ပေါ့လေအဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့ကအဲ့လိုမျိုး ပြင်ထားဖို့ပေါ့လေဒီသူတွေလည်းချက်ချင်းလေကြောင်းသရေနာဆွင့်မယ်ကိုလိုချင်းနေတဲ့မြန်မာကိုမြင်ပေါ့နော်အဲ့လိုမျိုးတွေလှုပ်ထားနိုင်မယ်ဆိုရင်တော့ဟိုဒါကကျွန်တော်တို့လုပ်နိုင်တဲ့နည်းပေါ့နော်အသက်အန်ဒရဆုံးရှုံးမှုအများကြီးပါကွယ်ပေးနိုင်တဲ့နည်းပေါ့အဲ့လိုမျိုးတော့ပြောလို့ရတယ်ဟိုလေရင်ပြည့်လက်နဲ့ဒီဘာတွေကကြတော့ကျွန်တော်ချင်နေရဟိုရှင်းနိုင်တဲ့ဥကြတဲ့ပုံပဲစဉ်းစားရဆိုတော့လေနော်ဟုတ်အဲ့ဒီဒီလိုဒီနည်းတွေကိုပဲအထင်မြင်ရောက်နိုင်တယ်ဆိုတော့မှပဲကျွန်တော်တို့ကြီးကဲမှုနဲ့တိုင်နေတယ်အဲ့တော့ BNN တည်င်းဌာနကိုလည်းဒါကျွန်တော် credit ပေးပါတယ် ဒါကျွန်တော်ပြည်သူလူထုတွေအနေနဲ့တို့ဒီအကြံပတ်စစ်ခွေတဲရဲ့လေချောင်းအန်ဒီရဲ့ကနေအနေနဲ့အချင်းဆောင်စားနိုင်လို့ရအောင်ဒီဗီဒီယိုလေးကိုဒါကျွန်တော်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။အဲတော့ဒါကျွန်တော် BNL သတင်းဌာနကိုလည်းကျွန်တော်ဒီနေ့ကနေ credit ပေးပါတယ်ညာ။ကဲနောက်ထပ်ဒီဓမြခေါင်းဆောင်အရေးချုပ်ပေါ့ကတုံးကတော့တို့မွေးထားတဲ့ဒီဓမြပြူခွဲတွေကိုထိန်းလို့မနိုင်တော့တဲ့နောက်ဆုံးမှာတော့ line ပေါ်တက်ပြီးဘလို့တွေဖင်ကုန်းပြီးအော်ထားအောင်မလဲဆိုတာကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ။မန္တလေးပြည်သူစစ်တီအားလုံးကိုဒါဥစဉ်ပြောချင်ပါတယ်ဗျာ။ မန္တလေးပြည်သူစင်များအားလုံးဆိုးဆိုးလို့ရှိရင်ကြောစွာဆိုလားဘယ်လိုဆိုလားဒါမျိုးလှုပ်ရှားနေတဲ့အရာတွေအများကြီးပေါ့မရှိစင်ရတာတွေကိုလိမ့်နေညာတာတွေအများကြီးပဲเนาะဒီဖုန်းနံပါတ်တွေတော့ဥစဉ်မပြောသေးပါဘူးသူကဘယ်လိုလှုပ်ပေးမယ်ဆိုတော့ဥစဉ်ကြည်နေသေးရပေါ့เนาะနောက်ပြီးတော့ဟုတ်လားအများကြီးအများကြီးဟိုတလောကလည်းအောင်မီတာသမအိမ်တိန်အိမ်လကငှားထားတယ်အဲ့ဒီအိမ်ငှားထားတာကဘိုလ်ချုပ်ကတော်ငှားထားတယ်အဲ့ဒီဘိုလ်ချုပ်ဆိုတာတတ်မှမူကတော်ပေါ့เนาะ ိုက်တမမှုဘုံချုပ်ကလည်းမြကြီးနာဘက်မှာထောင်ကြထားလို့တရင်ခိုင်ရုံနဲ့တရင်ရတယ်နော်ဒီစေဥပဒေကိုဖောက်ရတဲ့ကြောင့်ဘုံချုပ်ကတော့ကနေငှားထားတဲ့ထွန့်ပြူဘာဘောနော်လာလာမှမပြေသေးရဘယ်ကထွက်ပြေးမလဲအဲ့တော့ဘယ်ကငှားတော့တိန်းတုံးရနဲ့ငှားတယ်တိန်းတုံးရနဲ့ငှားတော့ဟုတ်လားတိန်တော့ကလည်းရွှေ့တယ်ပေါ့နော်ရွှေ့တယ်ပေါ့ယူးစစ်ပါညာမှာတနက်လဲပါတယ်လို့ပြောတယ်အဲ့ဒါပြီးတော့မုံဆိုးမတူလည်းဒီတိုင်းပဲအဲ့ဒီတကာကနေပြီးမှဟိုပါပေါ့နော်လိန်နေတဲ့ရွှေ့ရွှေ့လိန်နေညာလဲညာတာပေါ့နော် နာမည်ဥစဉ်တို့ဒါအများကြီးပါပဲတူတူလိမ့်ထားတဲ့အရာတွေကနော်နာမည်ကပြည်သူစစ်ကားတဲ့ကျော်စီရလို့ခေါ်တယ်နော်ဟာကုကြီးတော်တော်နဲ့ငွေတိန်30လိမ့်သွားတယ်တဲ့တူဦးကတော့တိန်300လိမ့်သွားရယ်နော်ဥစဉ်တို့လည်းနေရာတွေကလိုက်ပြီးမှဝင်ဆော့ဖက်လို့မရဘူးနော်အဲနဲ့ဥစဉ်တို့ပြည်သူစစ်ကားဆိုတဲ့အတွက်ကြောင့်ဥစဉ်ကမန္တလေးမှာဆိုလို့ရှိရင်ပြည်သူစစ်အလုံးရဲ့ နာတော့အဖြစ်ပြည်သူစစ်တေးရဲ့ခေါင်းပေါင်းနေနဲ့ဥစဉ်အကုန်လုံးရင်းနေတယ်ဆရာတကာလည်းဖြစ်တယ်အကုန်လုံးတော့မတိနိုင်ဘူးပေါ့နော်ပြည်သူစစ်တေးအကြောင်းလားလာပြီးမှတိုင်ကြတယ်ဥစဉ်ကိုနော်အဲ့တော့တိုင်မှာအာမနာမနဲ့တိုင်မှာခေါင်းပေါင်းနေပူတည်ရင်ပို့ပြီးမှဥစဉ်ကကူညီပေးလို့ရပါတယ်နော်ပြည်သူစစ်တေးရက်ွက်ထဲမှာမတရားလုပ်တယ်မတရားအနိုင်ကျင့်တယ်မတရားလူပွားဝါတယ်ပြည်သူပေါ်ဆိုရင်တော့တိုင်မှာမားတဆောင်သားတွေဆိုတော့အမားနဲ့တော့မกินဘူးဒါနဲ့ခွန့်လွန့်လို့မရတဲ့ခွန့်လွန့်လို့ရတဲ့အမားရှိတယ်ခွန့်မလွန့်လို့ရတဲ့ခွန့်လွန့်လို့ရတဲ့အမားရှိတယ် နော်ဒါနဲ့ဥစဉ်တို့ပြည်သူပြည်သားတွေပေါ်အနိုင်ကျင့်တဲ့ဟာမျိုးဆိုလုံးဝလုံးဝဥစဉ်တို့ကလက်မခံပါဘူးနော်အဲခေါင်းပေါင်းတစ်ခါတည်းကြတော့ခေါင်းပေါင်းနေကိုယ်တိုင်ကလည်းဒီပြည်သူတို့တပည့်တွေအားလုံးမသိနိုင်ဘူးနော်အဲ့တော့ပြည်သူစစ်အားလုံးကိုပြောချင်တာကခေါင်းပေါင်းအားလုံးကိုဥစဉ်ပြောချင်တာကပြည်သူစစ်ရဲ့အနေနဲ့ကိုယ့်ရဲ့အောက်လက်လက်တာခေါင်းပေါင်းမှန်တယ်များကိုခြေတန်းကိုထွက်ခိုင်းမှာခြေတန်းကိုတော့တိုက်ဖူးတဲ့ရှိအောင်လဲထွက်ခိုင်းမှာအခုကပြည်သူစစ်ခွဲခေါင်းပေါင်းနေခြေတန်းမထွက်ဖူးရတယ်အများကြီးနော်အများကြီး တကယ်လို့လို့ရှင်တော့တကယ်ဥစဉ်ကာပါပေးနိုင်တယ်တကယ်လို့ကိုကူညီလို့ရတဲ့အရာဆိုရင်တော့เนาะပြောပေးရတဲ့လူကြီးတွေကိုခြေတန်းလည်းမထွက်ဘူးခြေတန်းလည်းမတိုက်ဘူးဘယ်မှာလည်းမသွားဘူးပြည်သူလူထုလည်းအကျိုးမပြုဘူးတိုင်းပြည်တွေလည်းအကျိုးမပြုဘဲနဲ့အခွင့်အရေးရခြင်းလို့ပြည်သူစိတ်လောက်တယ်ဆိုရင်တော့ဥစဉ်တော့တော့ကာပါမပေးတဲ့အပြင်ဥစဉ်တော့တော့တွန့်လွှတ်လိုက်မယ်ဆိုတော့ဘိန်းလို့ပေါ့သွားမြင်မင်းနဲ့တန်တဲ့နေရာလောက်ဆိုပြီးပဲဥစဉ်တော့လွှတ်လိုက်မှာပဲရှိပါတယ်เนาะအဲ့တော့ပြည်သူစိတ်ကောင်းပေါင်းနေအများအနေနဲ့ကိုယ့်ရဲ့တပည့်တွေကိုယ့်အောက်ကကောင်းပေါင်းနေကို စီဝဲခေါ်ပြီးပေါ့နော်အဲ့လိုမျိုးလေးတွေပြောပြီးရေးကြည့်တယ်ပြီးတော့ပြူတွေကိုအနိုင်မကျင့်မှုပြူတွေကိုနော်နိုင်လူပြည်စည်းမလုပ်ဖို့ပြူတွေကိုနှွေးထွေးမှုပေးဖို့ဟာကိုခဏခဏပြောပြပါလို့ဥစဉ်နေနဲ့မေတ္တာရခံကြမှာနော်အဲ့တော့မင်းတို့ကိုယ်တိုင်မွေးထုတ်ထားတဲ့ဓမြရတယ်လေနော်အခုလိုထိမနဲ့တိမနဲ့ဖြစ်တဲ့အခါကျမှလမ်းမတက်ပြီးဖင်ကုန်းပြီးအိုဘေးနေရတဲ့အဆင်ရောက်သွားပြီပေါ့နော်ကြည်ကျက်လဲလဲအောင်မင်းဓမြငပြူတွေကမင်းကိုလာပြီးတော့ခေါင်းဖြတ်နေမယ်နော်ပောက်ကတော့တတိထားပြီးတော့နေအောင်နော် ကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲကျွန်တော်အားပြီးကြတယ်ကျွန်တော်ညီကိုမောင်တို့ပါတယ်တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်အားလုံးပဲကျမ်းမာဘေကင်းကြပါစေညာ